ဂျန်ဂယ်ဘုတ်တခါတော့ကအခီလာဆိုတဲ့ဝန်ပလီမာကြီးရဲ့အုပ်ချုပ်မှုအောင်မှာလိမ့်ဆန်ပေါင်းစုံတိတိမြတ်မြတ်နေထိုင်ခဲ့တဲ့ဒေါ်အုပ်ကြီးတကူရှိပြီးအဲဒီဒေါ်အုပ်ကြီးနဲ့မလန်မကန်းပါလေလူမျိုးတစုနေထိုင်တဲ့ရွာလေးတွေပါရှိပါတယ်။ဒီရတော့ကြားကြီးရှဲခန်းဟာသူ့ရဲ့နောက်လိုက်တွေနဲ့အဲဒီရွာလေးကိုတွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ရွာသားတွေကလည်းကြားကြီးလာတော့ထွက်ပြေးသူကထွက်ပြေးကြပြီမဲ့ဓာတ်ဒီကောင်းတဲ့သူတွေကတော့မိတော့နဲ့ပြန်လေတိုက်ခိုက်ခဲ့ကြပါတယ်။သူတို့နဲ့မလန်မကန်းလောက်မှလည်း တောဦးရဲ့ဘေးမှာအကီလာရှိနေခဲ့ပြီးအားနည်းသူတွေကိုသာအနိုင်ကျင်ရဲတဲ့ကြားကြီးရှဲခန်းကိုငကြောက်တကောင်းဆိုပြီးတော့ဝေဖန်ပါတော့တယ်။သူမပြောနေတော့မှပဲကြားကြီးဟာလူသားတွေရဲ့မိတုပ်တွေကြောင့်ဒဏ်ရာရသွားခဲ့တာမို့ပြန်လဲစုခါသွားရပါတော့တယ်။နောက်ရမှာတော့သူတို့နဲ့မလန်မကန်လောက်ကခြုံပုတ်လေးထဲမှာဂလီလီတယောက်ကို တွေးလိုက်ကြရပါတယ်။မွန်ပလီမာကြီးကလည်း ကလေးလေးဟာအချာကြီးရှဲကန်းရွာကိုတိုက်ခိုက်တာကြောင့်မိဘမဲ့ဖြစ်ခဲ့ရတဲ့ဆိုတာကို နားလေလိုက်ပြီးကလေးလေးကိုမောကလေးလို့အမိပေးကတာသမီရင်တယောက်ပေါ်မှာကျွေးမွေးဆောင်ရှောက်ပြီးခဲ့ပါတယ်။လေးရတော့အချာကြီးရှဲကန်းတယောက်ဝန်ပလီမာကြီးဟာလူသားကလေးလေးကိုကျွေးမွေးဆောင်ရှောက်ပြီးနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ဝန်ပလီမာကြီးခမရလူသားကလေးတယောက်ကိုဆောင်ရှောက်ပေးထားတယ်ဆိုအဲ့ဒီကလေးကကျုပ်နဲ့ဆိုင်နေကျုပ်ကိုပေးဟောဘာရီလာပြောနေတာလဲ။ ရှင်နဲ့ဘာခိကြဆိုင်ရမှာလဲဒါကကျမရဲ့ကလေးရှင်ကျမကလေးရဲ့သဘင်တစ်ချောင်းကိုတောင်ထိရရင်ထိကြည့်လိုက် နောင်နာအကြီးကြီးရာသွားစီရမယ်လို့ကျမအာမခံတယ်အဲစကားကိုကြားတော့အကြီးရှဲခန်းကလည်း "तू आ မိထုတ်တွေကြောင့်ဒဏ်ရာရထားတာမို့မိုးပလီမာကြီးကိုမတိုက်ခိုက်ဝန်တာကြောင့်အမိကုတ်ပြီးပြန်သွားပါတော့တယ်"နေနေငယ်ကြတော့မော်ကလီလေးလေးအနေငယ်အရွယ်ရောက်လာခဲ့တာကြောင့်ဘလူးဆိုတဲ့ဝတ်ဝင်ကြီးအားပြဖွန်ဤတွေငါဖန်ဤတွေကိုတင်ပေးခဲ့သလိုဘဂီရာဆိုတဲ့ဂျက်တစ်နဲ့ကြီးကလည်း ်မော်ဂလီလေးကိုကိုကာဝယ်တတ်အောင်တိုက်ခိုက်နည်းတွေကိုတင်ပေးလေရှိပါတယ်။ဒါပြင်မော်ဂလီလေးကိုလည်းအရွယ်ရောက်လာရင်သူနဲ့သက်ဆိုင်တဲ့လူသားမျိုးနွယ်စီကိုပြန်သွားဖို့အမြဲတမ်းတိုက်တွန်းလေရှိတတ်ပါတယ်။ဒီလိုပြောတာမော်ဂလီလေးကိုမချစ်လို့မဟုတ်ပဲဒေါနဲ့ကြီးဟာလူသားတယောက်အတွက်နေတိုင်းရှင်သန်ဖို့တိတ်ပြီးမတင့်တော်တာကြောင့်ပဲဖြစ်ပါတယ်။မော်ဂလီလေးဟာအရန်ကိုတိတဲ့နားလည်ပြီးစိတ်ထားကောင်းတာကြောင့်မော်ဂလီမာကြီးအကီလာရဲ့ကလေးတွေနဲ့လဲချစ်ချစ်ကြီးကြီးနေနိုင်ခဲ့ကနေရတိုင်းဟာမော်ဂလီလေးအထွတ် ပျော်ရွှင်ခြင်းစရာကောင်းနေခဲ့ပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတော့ဝမ်ဘလီမာကြီးအကီလာအသက်ကြီးလာတာကြောင့်အရင်လိုတိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး။ဒါကိုသိနေတဲ့ငကြောက်ကြားကြီးရှဲခန်းကလည်းဝမ်ဘလီပေါလေးတို့ကိုခေါ်ယူပြီးကလေးတွေမင်းတို့နားထောင်ကြ။မင်းတို့အမေအကီလာကိုအခုချက်ချင်းတောပြင်မှာယာရူးကဆင်းခိုင်းပြီးဘီမော်ဂလီကိုငါးစီကိုပေး။မဟုတ်လို့ကတော့မင်းတို့ဝမ်ဘလီတမီသားစုလုံးကိုအယိုးပါမချမ်းကိုအောင်တီးပစ်လိုက်မယ်။ ဆိုပြီးတော့ချိန်ချောက်ပါတယ်။ဒါနဲ့ကြောက်ရွံ့သွားတဲ့ဝန်ပလီလေးတွေဟာဂျာကြီးရဲ့တောင်းဆိုမှုတိုင်းလှုပ်ပေးဖို့သူ့ရဲ့မိခင်ကြီးစီကိုသွားရောက်တောင်းဆိုကြပါတယ်။အဂီလာအတွက်ခေါင်းဆောင်နေရာကဆင်းပေးရမယ်ဆိုတာဟာပြဿနာတရမဟုတ်ပေမဲ့မော်ဂလီလေးကိုတော့ဂျာကြီးရဲ့လက်ထဲကို လုံးဝထဲမပေးခြင်းခဲ့ပါဘူး။အဲဒါလိုပဲမော်ဂလီလေးကိုစောင့်ရှောက်ပြီးခဲ့ကြတဲ့ဘလူးနဲ့ဘက်ဂီရာတို့ကလည်းဂျာဘာဝါရဲ့ရဲခန်းကိုသူတို့အကြောင်းကိုပြသဖို့တိုက်ခဲကြရအောင်လှုံ့ဆော်လိုက်ပြီး ခန္ဓာကိုယ်ထွားချိုင်းတမ်းမှာဖြစ်လက်တဲ့ရဲခန့်ကိုလူသားတွေရဲ့မိတုပ်တွေနဲ့မှပဲအနိုင်ယူနိုင်မှာဖြစ်ကြောင်းကိုလည်းနားလည်ခဲ့ကြပါရယ်။ဒါနဲ့လူသားဖြစ်တဲ့မောဂလီလေးကိုနောက်ရကြရင် လူသားရွာကို ပြန်ပြီးမိတုပ်လေးကိုရယူပေးဖို့တောင်းဆိုခဲ့ကြပါရယ်။မောဂလီလေးကလည်းကြည်ကြည်နဲ့နဲ့သဘောတူခဲ့ပြီးနောက်ရမှာသူ့ရဲ့မွေးရမီရွာကိုထွက်လာခဲ့ပါရယ်။ရွာသားတွေကတော်ရဲမှာအချင်းချင်းမြင့်စွာနေနေခဲ့ရတဲ့မောဂလီလေးကိုမြင်တော့ကြောက်ရွံ့နေခဲ့ကြပြီး တချို့ရွာသားတွေကတော့မော်ကလီလေးဟာသူတို့လိုလူသားတယောက်ဖြစ်တာမို့ကြီးပြူလက်ခံပြီးစောင့်ရှောက်ပြီးခဲ့ကြပါတယ်။မော်ကလီလေးဟာမိတို့အကြောင်းကိုပြောပြခြင်းပေမဲ့လူစကားမတတ်တာကြောင့်ပြောပြရခက်နေခဲ့ပြီးမိတို့ဆိုရာကိုလည်းဘလို့ပုံစံမှမသိတော့ပြောပြဖို့ပိုလို့တောင်မှခက်ခဲနေကြရပါတယ်။ဂျွာသားတွေကမော်ကလီလေးကိုစာရီရေးတဲ့ဖတ်တန်အောင်သင်ပေးသလိုဂျွာသားတွေနဲ့အနေနီးလာတော့မှမော်ကလီလေးဟာလူသားတယောက်လိုပြောဆိုတတ်လာခဲ့ပါတယ်။ ဒီရက်တော့မော်ဂလီနဲ့အတူတူကြီးပြင်းခဲ့ကြတဲ့ဝမ်ဘလီညီကိုရီရောက်လာခဲ့ကြပြီးအကီလာဟာရှဲခန်းနဲ့တိုက်ခတ်ရင်တည်ဆုံသွားခဲ့ပြီးပြကြောင်းပြောပြခဲ့ကြပါတယ်။အဲ့တဲ့င်းကိုကြားလိုက်ရတဲ့မော်ဂလီလေးဟာသူ့ကိုစောင်းရှောက်ကြွေးမွေးခဲ့တဲ့ကျေးဇူးရှင်မိခင်ကြီးအကီလာအတွက်လက်စားချေပေးဖို့ဇုံပြလိုက်ပါတော့တယ်။မော်ဂလီဟာရှဲခန်းကိုချောက်လန့်ယုံနေမဟုတ်ဘဲတခါတည်းတုတ်တင်ပစ်ချင်တာကြောင့်မိတို့တွေကအသုံးပြုဖို့မစင်းစားတော့ဘဲရွာတွေကနွားတွေကျွဲတွေကိုကောဆောင်က ရှဲခန်းရှိရာကူဝါစီကိုတွားရောက်ကြပါတယ်။ဒါကိုသိလိုက်ရတဲ့ရှဲခန်းကလည်းမော်ဂလီနဲ့သူ့ရဲ့တန်ငယ်ချင်းတွေကိုရင်မဆိုင်ဝန်းလာကြောင်းကူရဲကနေထွက်ပြေးသွားခဲ့ပြီးချွန်းအိုင်တစ်ခုမှာချော်လဲကြသွားခဲ့ပါတယ်။ဒါကြောင့်ပဲဒေါနဲ့မောနဲ့လာနေတဲ့ကျွေးနွားအုပ်ကြီးရဲ့တန်နင်းနာကိုခံလိုက်ရတာကြောင့်တခါရေ အသက်ထွက်သွားခဲ့ရပါတော့တယ်။ဒီလိုနဲ့တောအုပ်ကြီးကတရဝါတိုင်းရဲ့ရန်သူတော်ကြားကြီးရှဲခန်းတယောက်ဘဝတစ်ပါးသူကူးပြောင်းခဲ့တာကြောင့် တောဟုတ်ထဲကတတ်တော်ဝါလေးတိုင်းအရင်လိုပျော်ပျော်ရွှင်ရွှင်တင့်တင့်မြက်မြက်ပြန်နေနိုင်ခဲ့ကြသလိုမော်ဂလီလေးအားလည်းညမကြာမီမှာပဲသူ့ရဲ့မိခင်အရင်နဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။ဂျန်ဂယ်ဘုတ်ဆိုတဲ့ပုံမြင်လေးကတော့ဒီမာရီအဆုံးသတ်သွားခဲ့ပါတယ်။အားလုံးပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုစောင့်ကြည့်ပေးကြအောင်နော်။